အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ဗောနောအဲ့တော့ဒါကျွန်တော်ဒီနေ့မနက်မှာတော့ဒါကျွန်တော်တို့ breaking news တစ်ခုနဲ့စတင်ခြင်းနဲ့ဒီ breaking news ကတော့ကျွန်တော်တို့ရွှေပါဗောနောဒါ Manchester City အသင်းရဲ့ဒါကျွန်တော်တို့ good news တွေဒါတကယ်ဟုတ်ဒါကျွန်တော်ကောင်းမွန်သောနေ့အာကျွန်တော်တို့ သတင်းလဲစကြတယ်ပေါ့နော်အဲ့တော့ရွှေဘကလည်းရှိဒီနောက်ပိုင်းပွဲစဉ်တွေမှာလည်းခြေစွမ်းရတော်တော်လေးကိုပြန်တည်ငြိမ်လာတယ်နောက်ပိုင်းညနေတာကျွန်တော်ဒီဒါနဲ့ပတ်သက်ပြီးတော့သက်သက်ဗီဒီယိုတပုတ်တင်ပေးဦးမယ်အဲ့တော့စီးအသင်းတဲ့အခုလည်းရှိမှာတော်တော်လေးကိုခြေစွမ်းရတာတော်တော်လေးကဒါ ကွန်ပါကျွန်တော်ပြောမယ် consistency ကပြန်ပြီးတည်ငြိမ်လာခဲ့တဲ့အနေအထားမှာရှိလာခဲ့တယ်တော်တော်လေးကိုမဆိုးဘူးဆိုတဲ့အနေအထားတစ်ခုစီတီသင်ရောက်လာခဲ့ပြီလို့ပြောလို့ရမယ်တင်မှာပါတယ်ဘွနော်အဲ့တော့ Manchester City အသင်းနေတဲ့ဒီလက်ရှိဒါမနေ့ညကလာသတင်းကောင်းတစ်ခုထွက်ပေါ်လာခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့လက်ရှိမှာ Manchester City အသင်းနဲ့တူခြေစွမ်းပြန်လည်ပြီးပြသနေပြီဖြစ်တဲ့ ဖေဗူဒန်ကိုတော့မန်ချက်စတာစီးရီးသင်းနဲ့စာချုပ်တက်တန်တိုးတော်မှာဖြစ်တယ်လို့သိရတယ်မှာပါတယ်။ကစားသမားဘက်ကလက်ရှိမှာဒီယာနဲ့ပတ်သက်ပြီးဆွေးနွေးမှုကိုဒါလိုက်လက်ခံမှုများသွားပြီးဖြစ်ပြီးတော့လက်ရှိမှာဖေဗူဒန်အနေနဲ့သူ့ရဲ့စာချုပ်က2029မှာကုန်မဲ့အတွက်ကြောင့်မူတာစီးရီးသင်းနဲ့2030နဲ့2031လောက်ထိဒါကျွန်တော်စာချုပ်တက်တန်တိုးဖို့အတွက်စူးစမ်းနေသိရတယ်မှာပါတယ်။ဒီစာချုပ်တက်တန်မှာအဓိကပါဝင်ပတ်သက်နေရတဲ့လူကပက်ဂေါ်လာနဲ့ဒွန်နူပါဝင်ပတ်သက်နေတယ်လို့သိရတယ်မှာပါတယ်။အဲ့တော့ ဖေဗိုတန်ကလည်းရှိမှာဒါကြောင့် Manchester City ရဲ့ဒါအစုဖွဲ့ရတဲ့မှာလုခလာစာအများဆုံးတော့ကစားသမားတယောက်အနေနဲ့ပြုလုပ်ပေးဖို့အတွက် City တင်နေတာကျွန်တော်လက်ရှိမှာစူးစမ်းနေတာဖြစ်ပါတယ်။တပတ်လုခလာစာလက်ရှိမှာဒါကျွန်တော်တို့ City တင်ရနေတဲ့အနေထားကနေပြီးတော့ဒါ ဒီအခုလက်ရှိရတဲ့လောက်ခလာစာရဲ့ဒါကျွန်တော်တို့20နဲ့18ရာခိုင်နှုန်းတော့ဒါတိုးပေးသွားဘူးလေလက်ရှိမှာအစီအစဉ်ရှိတယ်လို့သိရတယ်မှာပါတယ်။ဒါလက်ရှိမှာ Facebook တန်အနေနဲ့ကသူ့အနေနဲ့လောက်ခလာစာဆိုတာထက်ဆိုင်သူ့အနေနဲ့ဒါ CD သင်းမှာပြောတယ်။ CD သင်းရဲ့ငယ်မွေးချံပေါက်ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ CD သင်းမှာပဲသူ့အနေနဲ့ရေရှည်ဆက်ပြီးတော့နေခြင်းတဲ့သဘောမှာရှိပါတယ်။ Facebook တန်နဲ့လာမနစ်ကခြေစွမ်းရတာကျွန်တော်အနည်းနဲ့များဒါကျွန်တော်အားနည်းသွားခဲ့တာမှန်ပေမဲ့ CD သင်းဘက်ကလုံးဝဒါကျွန်တော်ကစားသမားနဲ့အကောင်းဆုံး formula ပြန်လဲလာနိုင်မယ်ဆိုတော့ဘယ်တော့မှမဒါကျွန်တော်တို့ယုံကြည်မှုမပြတ်ခွက်ခဲ့ဘူးပေါ့နော်။ကစား ားသမားတွေလက်ရှိမှာအသင်းဘက်ကသူ့ကိုယုံကြည်မှုအပြည့်အဝထားပေးခဲ့တာအများကြီးကျေးဇူးတင်တဲ့အတွက်ကြောင့်မို့ဒီစာချုပ်ကိုလည်းဒါငွေရေးကြေးရခုနကဘလို့ခက်သားစာရတိုးတယ်မတိုးဘူးကိုကြည့်မှာမဟုတ်ဘဲနဲ့ကစားသမားဘက်ကစာချုပ်ကိုပျော်ပျော်ကြီးချုပ်သွားဖို့အတွက်လည်းလက်ရှိမှာပြင်ဆင်လာခဲ့လို့သိရတာမှာပါတယ်။စီရီသင်းကလက်ရှိမှာဒါကြောင့်စာချုပ်နဲ့ပတ်သက်ပြီးအခုလက်ရှိမှာဒါကျွန်တော်နောက်ထပ်9နဲ့ပို့မှု6နဲ့ဆိုတဲ့စာချုပ်ကိုစီရီဘက်ကကန့်လန့်မှုရှိတယ်။ဒါလန့်ကိုတော့ဆွေးနွေးနေစေဖြစ်ပြီးတော့ဒါစာချုပ်ပါအချက်လက်အရာတွေကိုလည်းဆွေးနွေးနေစေဖြစ်တယ်။ Facebook နဲ့လက်ရှိမှာစာချုပ်ပါအချက်လက်အရာဒါကျွန်တော်စာချုပ်ဖြတ်သိမ်းကြည့်ပါညာလုံးဝမထည့်ခြင်းပဲနဲ့သူ့ရဲ့တိုင်ကိုကစားသမားဘဝကိုဒါစီရီသင်းမှာ ဲကုံဆုံးသွားစေခြင်းတော့မှရှိပါတယ်။ကစားသမားရုတ်တရက်ကြည့်မယ်ဆိုရင်တော့ကျွန်တော် favorite နဲ့တော့ Manchester City မှာအကြိုက်ကစားနေထင်ရပေမဲ့ကစားသမားအခုလက်ရှိမှာဒါကျွန်တော်အသက်အားဖြစ်ပြန်ကြည့်မယ်ဆိုရင်တော့လူငယ်ကစားသမားအသက်လောက်ပဲရှိသေးတယ်အတွက်ကြောင့်လို့ City တင်းနဲ့ဒါကျွန်တော်ကစားသမားကိုကာလရှည်ချုပ်ချင်တဲ့သဘောမှရှိတယ်။ Favorite ကလည်းလက်ရှိမှာဒါစောင့်ကြည့်နေတဲ့ club တချို့ကြည့်ပေမဲ့ဒါလက်ရှိမှာ စီးသင်းစီကနေခေါ်ယူနိုင်တဲ့ကလပ်တွေကတော့မရှိသေးဘူးလို့ပြောလို့ရစာချုပ်တတ်တန်းက2029ဒီကျန်နေသေးတဲ့အတွက်ကြောင့်လို့စီးသင်းဘက်ကဒီနေရာမှာ high ground တစ်ခုနေထားမှာဆိုတော့ကျွန်တော်အပေါ်စီးကနေထားမှာတော့ရှိတယ်လို့ပြောလို့ရတယ်။အကစားသမားနှစ်ခုလက်ရှိမှာဒီစာချုပ်နဲ့ပတ်သက်ပြီးဒါကျွန်တော်တို့စီးသင်းနဲ့ဒါတရားဝင်ဆွေးနွေးမှုအချိန်တစ်ခုရောက်လာခဲ့ပြီးတဲ့အချိန်မှာဒီစာချုပ်ကတော့ဒါကစားသမားဘက်ကလည်းလက်ခံသွားဖို့ရှိပြီးတော့စီးဘက်ကလည်းလက်ရှိမှာစာချုပ်အနေထားရဒါ clause တွေရဒါကျွန်တော်ထည့်သွင်းသွားမယ်အနေထားတစ်ခုပဲကျွန်တော်ဖြစ်ပြီးတော့မကြခင်မှာဒါကျွန်တော်ဒီစာချုပ်သက်နဲ့ပတ်သက်ပြီးစီးသင်းနဲ့ဒါကျွန်တော်ကြီးညာသွားဖို့ရှိတယ်လို့သိရတယ်မှာပါတယ်။ ဖေဖိုဒန်ကအဓိကတော့ရှင်းပါဒါကြောင့်စီးရီးသိနေတာဒါကြောင့်မနစ်ကသူ့ရဲ့ခြေစွမ်းဒါကြောင့် ပုံမှန်ထက်နည်းနည်းလေးအောက်ရောက်နေတဲ့အချိန်မှာအသင်းဘက်ကယုံကြည်မှုအပြေအဝပေးတဲ့အတွက်ကြောင့်မလို့အခုချိန်မှာဒါယုံကြည်မှုအပြေအဝပြန်ရလာတဲ့အချိန်မှာစီးဘက်ကလည်းလက်ရှိမှာဒါကျွန်တော်ဂွာဒီယိုလာကိုယ်တိုင်နဲ့ဒါပုံမှန်လေးကစားသမားကိုပြန်သုံးလာတဲ့အတွက်ကြောင့်မလို့ကစားသမားဘက်ကဒါနဲ့ပတ်သက်ပြီးကျေးဇူးဆက်တဲ့နေတဲ့ဒီစာချုပ်ကိုအေးဆေးဆေးဆာရုပ်တတန်းတူးမယ်လို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော် CD ရဲ့အကောင်းဆုံးစုဖွဲ့တဲ့တယောက်ဖြစ်တဲ့ Facebook တန်းကစာရုပ်သစ်ချုပ်မယ်ဆိုတာကိုတော့ CD အသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုကောင်းတဲ့ good news တစ်ခုလို့တော့ပြောလို့ရမယ်တယ်မှာပါတယ်တရင်ကောင်းအနေနဲ့ကဒါကျွန်တော်ဒီနေ့မနက်ရွှေပါးရဲ့တရင်ကောင်းကဒါပဲလို့ပြောပြောပြောချင်ပါတယ် ယ်နောက်တဲ့သတင်းတစ်ပုဒ်ကိုနည်းနည်းလေးကူအောင်အဲ့တော့စေတီတဲ့အခုလက်ရှိမှာသူတို့ရဲ့ခံစစ်ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ John Stone ပေါ့နော် John Stone ကစာချုပ်သစ်ချုပ်ဆိုမှုတော့လုံးဝအစီအစဉ်မရှိတော့ဘူးလို့သိရတယ်မှာပါတယ် John Stone ကလက်ရှိမှာဒါစေတီတဲ့နဲ့လာမယ့်နေရာဒီမှာအသင်းကနေအလွတ်ထွက်ခွာခွင့်ပေးတော့မှာဖြစ်ပြီးတော့ John Stone ကလက်ရှိမှာ Barcelona အသင်းကအလွတ်နဲ့ ဒါကျွန်တော်ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရဆိုတဲ့သတင်းတွေလည်းတခြားတပ်ပေါ်နဲ့တွေ့ရမယ်ကျွန်တော်စတုန်းကပထမအတိုင်းကျွန်တော်စီးသင်းနေတာကာလာတူပုံစံမျိုးဒါတနှစ် plus တနှစ်ဆိုတဲ့ပုံစံမျိုးချုပ်ဖို့အတွက်စဉ်းစားခဲ့ပေမဲ့ကစားသမားရဲ့ injury problem လက်ရှိမှာကစားသမားရဲ့လုခလာစာမြင့်မားမှုတွေကြောင့်မလို့စီးသင်းနေတာတခြားသောကစားသမားအသစ်ကိုခေါ်ယူရေးဟူတာပို့ပြီးတော့အာရုံစိုက်တော့မှာဖြစ်ပြီးတော့ကျွန်တော်စတုန်းနေရာမှာဒါကျွန်တော်ဂျွန်စတုန်းကိုဆက်ထားဖို့တဲ့ဆိုင်တော့ဂျွန်စတုန်းထက်ပိုကောင်းတဲ့ကစားသမားဟူတာဒါကျွန်တော် market ထဲမှာပြန်ရှာဖို့အတွက်ကြိုးစားသွားမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်ဂျွန်စတုန်းကဒါမှမဲ့ရပါတယ်ဒါကျွန်တော် Everton ကနေဒါကျွန်တော် ပက်ကွာလာမရောက်ခင်ကလေးကရောက်နေတဲ့ရှရှပပဒါကျွန်တော်တို့ကစားသမားရဲ့တရားကိုပြောလို့ရတယ်မပါကျွန်တော်မရဲ့မောင်းအောင်မနဲ့တော့ကျွန်တော်ကကျွန်တော်အချိန်ကတိုင်မင်ရ try ကျွန်တော်မမှီတယ်ဒါကျွန်တော်ပက်ကွာလာဒါကျွန်တော်မမမမမမရဖြစ်တာဗောနော်ဂျွန်စတုန်းကဒါကျွန်တော်ပက်ကွာလာမရောက်ခင်ဒါစက်ကြားမှာရောက်ခဲ့ရောက်လာခဲ့တယ်ဒါကျွန်တော်တို့ကစားသမားရဲ့တရားဗောနော်ဒါကျွန်တော်ပက်ကွာလာရဲ့လက်ထက်မှာပို့ပြီးတော့ဒါကျွန်တော် triple ရတဲ့ season မှာလည်းဒါအရေးပါခဲ့ကစားသမားတရားကိုပြောလို့ရတယ်ဖလားလေးချိန်ရတဲ့အချိန်မှာသူ့အနေနဲ့ဒါဒန်ရတဲ့တော့သိပြီးမကူညီနိုင်ခဲ့မှာ triple မှာတော့ဒါဂျွန်စတုန်းရဲ့ဒါအကူအညီကတော်တော်လေးကိုသိတာခဲ့တယ်ဂျွန်စတုန်းရဲ့ဒါကျွန်တော် invert တဲ့ကျွန်တော်ဒါကွင်းလေ တင်ပါတဲ့မစ်ဖီးပေါ့နော်ဒါကျွန်တော်ကွင်းလေဒီတာတက်ဆော့တဲ့ပုံစံမျိုးတွေတော်တော်လေးကိုသဘောကျဖို့ကောင်းခဲ့တယ်။အဲဂျွန်စတုန်းကလည်းရှိမှာစီတီပြိတက်တွေအကုန်လုံးကကျေးဇူးတင်နေမှာဆိုတော့လုံးဝမိစရာမလိုပေါ့နော်။ Everton ကနေဒါဂျွန်စတုန်းရောက်လာခဲ့တဲ့ movement ကိုအခုချိန်ထိကျွန်တော်ဒါမေ့မရသေးဘူးလို့ပြောလို့ရမယ်ဒီမှာပါပါတယ်။ Quarrel အောက်မှာဂျွန်စတုန်းကဒါအတိုင်းထက်အတိုင်းတာတစ်ခုထိပို့ပြီးတော့ကောင်းခဲ့တဲ့ကစားသမားတယောက်ဆိုတော့လုံးဝငင်းစရာမလိုဘူး။သူ့ပေမဲ့တော့ညာလဲကစားသမားအနေနဲ့တကယ်တော့နင်းသားဟိငါလာရေးပြန်ရှိရခြင်းမှာဆိုကစားသမားကဒါကျွန်တော်တို့တိုးတက်တင်းလာမတိုးတက်ခဲ့ဘူး။သူ့ရဲ့ဒါဒဏ်ရာတွေကြောင့်မို့တဲ့ကျွန်တော်ဂျွန်စတုန်းကဒါသူ့ရဲ့ peak ဖြစ်ဖို့အတွက်ဒါမရခဲ့ဘူး လို့ပြောလို့ရမယ်ဒီမှာပါပါတယ်ကျွန်တော်ဆိုကလက်ရှိမှာဘာစလိုအသင်းကအလွတ်နဲ့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပြီးတော့ဒါကျွန်တော်လက်ရှိအနေထားရဒီကစားသမားကူတော့အသင်းကနေပြီးတော့အလွတ်နဲ့ထွက်ခွာခွင့်ပေးဖို့အတွက်တရားဝင်သဘောတူညီမှုတွေနဲ့ထွက်ခွာတော့ ပြောခဲ့ပြီလို့တည်အဲ့ဒါလာမဲ့6လလောက်ဆိုလာမဲ့ဘောကျွန်တော်ဆောင်းရသည်အပြောင်းရွှေ့နေမှာကစားသမားကိုဒါကျွန်တော်တရားဝင်အလွတ်နဲ့ခေါ်ယူဖို့အတွက်အသည့်တွေနဲ့မကြခင်ဆွနွေခွင့်ရတော့မှာဖြစ်တယ်လို့လည်းသိရတယ်မှာပါပါတယ်ဒါနဲ့ပတ်သက်ပြီး John Stone ကိုလက်ရှိမှာအစားထိုးမဲ့ကစားသမားကိုလက်ရှိမှာ Cola Hala တွေအရာဒါကျွန်တော်တို့ဒါ Italy ဘက်ကနေတရှော့တက်တဲ့ကစားသမားဖြစ်တယ် Liverpool တင်းရင်ဒါကျွန်တော်လက်ရှိ Virgil van Dijk ကိုအစားထိုးမဲ့စားထိုးဖို့စီစဉ်ထားတဲ့ဒါကျွန်တော်တို့ ဘာစတိုနီကိုမန်ချက်စတာစီးတီးအသင်းကလည်းစိတ်ဝင်စားနေတယ်။ဘာစတိုနီကလက်ရှိမှာမန်ချက်စတာစီးတီးအသင်းရဲ့ရီဒါပေါ်ရောက်ခဲ့တာဒါကျွန်တော်လွန်ခဲ့တဲ့နှစ်တည်းကလည်းပြောလို့ရတယ်။ဒါပေမဲ့ကဗာဒီယိုနဲ့ဘာစတိုနီဘဒုကိုအရင်ခေါ်မလဲဆိုတဲ့ပုံစံမျိုးကိုစီးတီးအသင်းရွေးချယ်ခဲ့ရတဲ့ movement မှာရှိတယ်။ဒါပေမဲ့အဲ့တုန်းကနပိုလီအသင်းမှာဒါကျွန်တော်တို့ဆိုနပိုလီအောင်မြို့ကဗလာကျွန်တော်တို့အင်တာမီလန်အသင်းမှာဒါကျွန်တော်တို့ဘာစတိုနီတယောက်ခြေစွမ်းရအရန်ပြနေတဲ့အချိန်ကဗာဒီယိုနဲ့ဒါကျွန်တော်တို့ဈေးရကိုနင်လန်းငါလာရေးရှင်တဲ့အချိန်မှာကဗာဒီယိုကိုဒါကစီးတီးအသင်းအဲ့တုန်းကမှတ်မဲ့ရခေါ်ယူဖို့အတွက်ကြိုးစားခဲ့တာတွေ့ရမယ်။အခုချိန်မှာဒါကျွန်တော်ဘာစတိုနီဘက်ကိုစီးတီးအသင်းပြန်လှည့်လာခဲ့ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ စီးသင်းနဲ့ခုလက်ရှိမှာဂျွန်စတိုးထွက်သွားတဲ့ပုံမှာနောက်တန်းအရာဒါကျွန်တော်ခံစင်မှုနေရာမှာရေရှည်ရအားကိုးလို့ရနိုင်မယ်ခံစင်မှုတရားကိုဝယ်ခြင်းနဲ့အတွက်ကြောင့်ဘာစတိုးနီကိုလက်ရှိမှာစီးဒီသင်းကဒါကြောင့် target ထားနေတယ်ဆိုတဲ့သတင်းတွေတော့ထွက်ပေါ်နေခဲ့တာတွေ့ရမယ်ဘာစတိုးနီကိုလက်ရှိမှာ Inter Milan အသင်းနဲ့ဇီဘောဘောနဲ့ရောင်းချဖို့အတွက်လုံးဝအစီအစဉ်မရှိဘဲနဲ့စာချုပ်ပါအချက်လက်ရလည်းဒီကစားသမားကစာချုပ်အနေထားရရှိသေးတယ်လို့သိရတယ်အသက်အရွယ်အပြည့်26နှစ်သားရှိသေးတယ်ဒါကြောင့်တကယ်တမ်းသုံးမယ်ဆိုရင်တော့ခံစင်ကစားသမားနှစ်ယောက်အနေနဲ့9နှစ်လောက် AC လက်ကြည့်ပြီးလက်မကြည့်ဘဲနဲ့သုံးလို့ရနေထားမှာရှိတယ်ဒါပေမဲ့ဘာစတိုးနီကိုလက်ရှိမှာ Liverpool အသင်းက Manchester United United အသင်းကစိတ်ဝင်စားနေတယ်။ Manchester United အသင်းကသူတို့ရဲ့ခံစစ်ပိုင်း၃ရောက်အတွက်မှာ Bastoni ကသူတို့အတွက်လူအပ်တိုင်းတဲ့ကစားသမားတစ်ယောက်သူတို့ကတွေ့မြင်ထားရတယ်မှာပါတယ်။ဒါ Liverpool အသင်းလည်းဒီတိုင်းပါပဲ။အဲ့တော့လက်ရှိမှာဒါ City အသင်းကဒီကစားသမားကိုစိတ်ဝင်စားတဲ့အဆင်မရှိသေးတယ်။တရားဝင်ချိတ်ဆက်မှုဘာညာတော့ပြုလုပ်ရသည်မရှိသေးဘူး။ဘာကြောင့်လဲ။ Inter Milan ကဒီကစားသမားအနည်းဆုံးမခေါ်ဘူးဆိုရင်တော့ Euro တန်း80နဲ့တန်း80ကြာခေါ်ဖို့တော့ရှိပြီးတော့ City အသင်းနဲ့နောက်တန်းကစားသမားတစ်ယောက်ကိုဒီလောက်တော့သုံးမှုအတွက်ဒါကျွန်တော်ပတ်စံရစစမှုမရှိသေးဘူးလို့သိရတယ်မှာပါတယ်။ City အသင်းနဲ့အကဲခံစစ်မှုကိုခေါ်ခဲ့မယ်ဆိုတော့လက်ရှိ market ထဲမှာ Euro တန်း90နဲ့တန်း 60ပတ်ချာလဲဝင်ကျင်သားသာအသုံးပြုသွားဖို့ရှိပြီးဘာစတိုနီကိုတော့အဲ့ဒီဈေးလောက်ကြီးကိုပေးသွားပြီးတော့ခေါ်ယူဖို့တော့မရှိသေးဘူး။ဒါပေမဲ့ဒါအတီလေးတော့ပြောလို့မရဘူး။ဒါလက်ရှိမှာအီတလီစီးရီးဘက်ကသတင်းတွေအရဒါကျွန်တော်ကောလာဟာလာ Tier 3 Tier 4ဆက်ဆံပဲရှိတယ်လို့ပြောလို့ရမယ်ထဲမှာပါတယ်။အဲ့တော့နောက်ဆုံးကောလာဟာလာရဲ့တက်တဲ့သတင်းတွေမှာဘာဖြစ်လာလဲဆိုတော့ဒါကျွန်တော်အဲလင်ဟာလန်နဲ့ပတ်သက်ပြီးသတင်းတွေပဲ။အဲလင်ဟာလန်ခြေစွမ်းပြလာတဲ့မြတ်အဲလင်ဟာလန်ကိုလက်ရှိမှာ Real Madrid တို့ဘာစိုနာတင်းတို့ကခေါ်မယ်ဆိုတဲ့သတင်းတွေတက်လာခဲ့တယ်။လက်ရှိမှာဒါအဲလင်ဟာလန်ရဲ့စာချုပ်ကလည်းကာလာအရှိမအရှိကြီးစာချုပ်ရှိရကြောင်း Manchester City ရဲ့လက်ထဲမှာပဲရှိရတယ်။ ်ဒါပြင်လက်ရှိမှာအယ်လင်ဟားလန်ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကအင်မတန်မှကြောက်ဖို့ကောင်းတဲ့နံပါတ်ဖြစ်တဲ့ကြောင့်တောင်းတောင်းကလပ်တော့မပေးနိုင်ဘူးလို့ပြောလေဒီထဲမှာရီယယ်မက်ဒရစ်တော့ပေးနိုင်တယ်လို့ပြောလို့ရပြီမြေရီယယ်မက်ဒရစ်လည်းပေးဖို့အတွက်ရှောင်သွားမယ်လို့မြင်နေတဲ့ထားမှရှိတယ်အဲ့တော့လက်ရှိမှာအယ်လင်ဟားလန်ရဲ့တက်နေတဲ့ဒါကျွန်တော်ကောလာဟာလာအပြောင်းရွှေ့တွေကကောလာဟာလာအစစ်မှာပဲရှိတယ်လို့ပြောပြစီ tier 3 tier 4တော့မဟုတ်ဘဲနဲ့ tier 7 tier 8လောက်သာသာရှိတယ်လို့ပြောလေအဲ့တော့အယ်လင်ဟားလန်နဲ့လက်ရှိမှာရီယယ်မက်ဒရစ်တို့ဘာစလိုနာတက်တဲ့သတင်းတွေက fake news လို့တောင်ပြောလို့ရမယ်အစစ်မှာရှိပါတယ်ဂွာဒီယိုလာရဲ့လက်ရှိမှာဒါကျွန်တော်အယ်လင်ဟားလန်ကဒါပရီးမီးယားလိမှာပဲဆက်ရှိမယ်လို့ဂွာဒီယိုလာဘက်ကလည်းအပြေးဝ ကယုံကြည်ထားခဲ့ပြီးတော့စီးရီးသင်းကလည်းလက်ရှိမှာ LN 5လန်းကပရီးမီးယားလိမှာပဲပြိုတယ်ဆိုတာကိုအပြေအဝလက်ခံထားတယ်လို့သိရတယ်မှာပါပါတယ်ဒါတော့ပါပဲဒီနေ့မနက်ခင်းကိုတော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ D-Voice တို့မှာဂျင်းလူစံပေါအောင်ကွန်ညူလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်ဒီမှာကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့ D-Voice ဗျ